ီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကလုပ်ငန်းရှင်တွေနားထောင်စေခြင်းနဲ့လုပ်ငန်းရှင်လို့ပြောရတဲ့အကြောင်းမလို့လုပ်ငန်းကိုရှင်သန်အောင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကိုရှင်သန်အောင်လုပ်တဲ့ချိန်မှာရှင်သန်စေတဲ့အကြောင်းအရာတွေကိုကိုမတိပဲနဲ့ကိုလုပ်ငန်းကိုဘယ်လိုလုပ်ရှင်သန်အောင်လုပ်မှာလဲဒါဆိုရင်ကျွန်တော်ပြောမယ့်အကြောင်းအရာတွေကိုတေချာနားထောင်ဖို့လိုတယ်လုပ်ငန်းရှင်တွေကလုပ်ငန်းရှင်သန်ဖို့အတွက်နေပယ်အစုံမှာကျွန်တော်တို့ကို ီထောင်ထားတဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့မှ business model ပေါ်မှာမူတည်ပြီးတော့လှုပ်ဆောင်ရတဲ့အပိုင်းတွေကအများကြီးရှိပေမဲ့လို့တူတဲ့အပိုင်းတွေရှိပါတယ်အလုံးလုံးတဲ့အချိန်မှာကျွန်တော်တို့ကကြီးမန်းချက်ချပြီးလုပ်ရတယ်ဘာတွေကိုလုပ်မလဲဆိုတဲ့ဘာလို့ခြင်းလဲဆိုတဲ့အကြောင်းအရာတွေရှိတယ်ပြီးရင်ဘယ်သူတွေနဲ့လုပ်မှာလဲဘယ်လိုလုပ်မှာလဲဒီသုံးခုကအရင်ရေးပြီးပါတယ်အဲ့တော့ဘာတွေကိုဘယ်သူနဲ့ဘယ်လိုလုပ်မှာလဲဆိုတဲ့အကြောင်းအရာတွေကိုတေချာသိမယ်ဟေးဆိုလို့ရှိရင်ကိုယ့်လုပ်ငန်းကိုရှင်းတန်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မှာဖြစ်ပါတယ် တော့အဲ့ဒီအတွက်သတင်းကောင်းရှိတယ်ကျွန်တော်တို့ breakthrough က business breakthrough bookend ဆိုတဲ့စီဇန်လေးကိုတင်ဆက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ master course တွေ9ယောက်ကနေပြီးတော့မှ9ညတိုင်တိုင် online ကနေဆွေးနွေးပေးမယ့်အစီအစဉ်လေးရှိပါတယ်ကျွန်တော်တို့ဘာတွေဆွေးနွေးမလဲစောနာကျွန်တော်ပြောတာကောလုပ်ငန်းကိုရှင်သန်ဖို့အဆိုလို့ရှိရင်ရှင်သန်စေမယ့်အကြောင်းအရာတွေကလုပ်ငန်းထဲမှာအများကြီးပဲဘာတွေကိုဘယ်သူနဲ့ဘယ်လိုလုပ်မှလဲဆိုတာဥပမာပြောကြည့်အောင်ကိုယ်လုပ်ငန်းကိုတိန်းတထောင်တိန်းတထောင်ရောင်းချင်တယ်ဆိုလို့ရှိရင် ဘယ်သူတွေနဲ့ဘယ်လိုလုပ်မှာလဲဆိုတာက strategic ကြကြမဟာဗျူဟာကြကြဘယ်လိုလုပ်မှာလဲကြီးမန်းချက်ကိုမိဖို့အတွက် sales ကဘာလုပ်ပေးမှာလဲအယောင်းကိုဘယ်လိုမျိုးပုံစံနဲ့သွားမှာလဲဆိုတဲ့နည်းတွေလိုတယ်အဲ့ဒီအပြင်ကိုဘယ်သူတွေနဲ့သွားမှာလဲဆိုတာတဲ့ဘယ်သူတွေနဲ့သွားဖို့ဆိုရင်အဲ့သွားမဲ့သူတွေကအည်အသွေးတွေအရေးချင်းတွေလှုပ်ဆောင်မှုတွေလုပ်ငန်းစဉ်တွေမှန်ကန်နေဖို့စနစ်တကျလှုပ်ဆောင်ထားတဲ့အဲစနစ်တကျလုပ်ရမယ့်လုပ်ငန်းစဉ်တွေကိုလည်းသိဖို့လိုတယ်လူတွေရှိုံနဲ့ ရီမန်းချက်တွေရှိုံနဲ့မရသေးဘူးကျွန်တော်တို့ယင်းနီးမြုံနံမှုကိုဘလို့မျိုးစနစ်တကျအသုံးချမလဲဆိုတော့ final strategy လို့သေးတယ်အဲ့ဒီအပြင်ကိုရောင်းချရင်ဝန်ဆောင်မှုပေးရတယ်ဆိုလို့ချင်းဝန်ဆောင်မှု ကောင်းဖို့အတွက် sales and customer service ကိုဘလို့လုပ်ကြမလဲ customer relationship ဘလို့တိဆောက်ရအောင်လုပ်ကြမလဲကိုလူတွေကိုလည်း indi အားတိုင်းနဲ့ကျွန်တော်တို့က needs နဲ့တွေချမှတ်ပြီးတော့မှတက်ကက်ပြည့်မြောင် better management လို့ပြောဘလို့တွန်းပါလဲပြီးတော့ကျွန်တော်တို့ လုပ်ငန်းလုပ်ရင်ဖွံ့ဖြိုးတိုးတက်မှစဉ်တန်ပါလေဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်အယောင်တိုးတက်ဖို့လိုသလိုလှုပ်ဆောင်နေတဲ့သူတွေလည်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်သူတို့ကိုတိုင်းတာရမယ်ကျွန်တော်တို့ KPI နဲ့ performance appraiser တွေလိုအပ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီဟာတွေကသာလုပ်နိုင်မယ်ဆိုရင်ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ ေကြတဲ့လောက်ရှိပေမဲ့လို့အိတ်ပေါက်နဲ့ဖားကောက်မဖြစ်အောင်လေကျွန်တော်လှုပ်ဖို့အစီအစဉ်တွေရှိတယ်အဲ့ဒါပါလဲဆိုလို့ချင်းရင်စီကံတကြနီလန်တကြလှုပ်ဖို့ဆိုရင်စီကံတတ်မှတ်ပြီးတော့မှဥဆောင်နိုင်ဖို့စီမံအုပ်ချုပ်ဖို့အရန်လိုအပ်ပါတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ငားညတိုင်တိုင်မစတာကိုစတေကတယောက်နဲ့တယောက်မတူဘဲနဲ့ကျွန်တော်တို့ပြောပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစီအစဉ်ကိုစိတ်ဝင်စားရဆိုရင်အခုလာကျွန်တော်တို့26ရက်ကနေပြီးမှ30ရက်နေ့ထိညတိုင်းမှာကျွန်တော်တို့ခုနှစ်နာရီကနေပြီးတော့မှเนาะ ခုနှစ်နာရီကနေစလိုက်မှာပေါ့နော်ကျွန်တော်တို့ကိုစကုံတဲ့အထိည7နာရီ7နာရီလောက်အထိအတူတူကျွန်တော်တို့လေ့လာကြမယ်ဆိုရင်လက်ရှိကျွန်တော်တို့ကာလမှာကြုံတွေ့နေရတဲ့ဟာမှာ breakthrough တစ်ခုခုလေးတော့လင်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကို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 လုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်ရှင်သန်ခြင်းတဲ့သူတွေကိုလုပ်ငန်းကိုရှင်သန်စေမဲ့အကြောင်းအရာတွေကိုငားညတိုင်တိုင်ကျွန်တော်တို့လေ့လာသင်ယူနိုင်ဖို့အတွက်ကိုလုပ်ငန်းကိုပြန်ပြီးဆန်းစစ်တာပေါ့ဗျာလုပ်ငန်းရှင်တွေအကုန်လုံးက တိလို့တက်လို့လုံနိုင်လို့ဒီနေရာကိုရောက်နိုင်ကြပြီပဲဒါပေမဲ့လို့အပြောင်းလဲနဲ့ဒီကျွန်တော်တို့လှုပ်ဆောင်နိုင်ဖို့ဆိုရင်စောနာကောကိုဘသူကိုဘာဒီဘလိုခိုင်းနေဆိုတာလေးကိုပြန်ပြီးတော့မှ reflection လေးလုပ်ပြီးနောက်တစ်ဆင့်တက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်ကျွန်တော်တင်တော့လာ join ပါလို့ကျွန်တော်ပြောချင်ပါတယ်ကိုကောင် business coach and NLP master trainer ပါကျေးဇူးတင်ပါတယ်